ပြီးခဲ့တဲ့ဩဂုတ်လအတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့ကကမ္ဘာလှည့်ခီးတဲ့ဒီအများဆုံးလာရောက်လဲပတ်လေရှိတဲ့ထိန်းသူဖျားကြောင်ဘုံပေါက်ကွဲမှုကြောင့်ထိုင်းခီးသွားလုပ်ငန်းကို ထိခိုက်မှုမရှိနိုင်ဘူးလို့ထိုင်းနိုင်ငံအစိုးရကပြောဆိုထားပါတယ်။ဒါပေမဲ့ထိုင်းခီးသွားလုပ်ငန်းအပေါ်မှာဆက်ဆက်မှုရှိနေတဲ့ကမ္ဘောဒီးယားလာအိုနဲ့မြန်မာနိုင်ငံအပေါ်မှာတော့ဒီဖြစ်ပျက်များကတက်ရောက်မှုရှိတယ်လို့ပြောဆိုကြပါတယ်။ဒေတာတွင်းနိုင်ငံတွေထဲမှာခီးသွားလုပ်ငန်းအားကောင်းဖို့အလားအလာရှိနေတဲ့မြန်မာနိုင်ငံအတွက် ဒါကဘလို့တက်ရောက်မှုတွေရှိနေနိုင်မလဲဆိုတာမင်းစိမသတင်းဌာနကတင်ဆက်ထားပါတယ်ရှင်။ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲတွေတဘာဝဘေးအန္တရာယ်တွေဖြစ်တိုင်းအိန္ဒိစစ်မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကိုတက်ရောက်မှုတွေဖြစ်လေရှိတယ်လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစည်းကွက်မြင့်တင်ရေးဥက္ကဋ္ဌကပြောပါတယ်။ထိုင်းနိုင်ငံမှာတခုခုဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့စီမှာတနည်းမို့တရင်တော့အနှဲငယ်တော့ထိထိရိုက်မှုတော့ရှိပါတယ်။ impact ပေါ့။အဲ့လိုမျိုးရှိတယ်ဆိုတဲ့ဥစ္စာက အခုဒီပြီးခဲ့တဲ့ဟလာတပတ်ကဖြစ်တဲ့မှမဟုတ်ပါဘူးရှေ့မှာလဲထိုင်းနိုင်ငံမှာဟလာအဲတဘာဘေးအနေနဲ့ပဲဖြစ်ဖြစ်เนาะဟိုနိုင်ငံကြီးအပြောင်းလဲပဲဖြစ်ဖြစ်အများအားဖြစ်တိုင်းဖြစ်တိုင်းမှာကျွန်တော်တို့စီမှာအနေအနေငယ်တော့လာပြီးထိခိုက်မှုဖြစ်ပါတယ် အခုဩဂုတ်လထဲမှာဖြစ်ပေါ်ခဲ့တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်ကောင်ပုံပေါက်ကွဲမှုကလည်းအရှိန်ရနေတဲ့ပြည်တွင်းခရီးသည်ဝင်ရောက်မှုကိုနှောင့်နှေးသွားစေဖို့တည်တက်ရောက်မှုကအတိုင်းအတာတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှုကလည်းအခုလိုသုံးသပ်ထားပါတယ်။ဘန်ကောက်မှာအခုလိုမျိုးဘုံပေါက်တယ်အကြမ်းဖက်မှုတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီပါလာထီးတယ်ဆိုလိုတာအချို့ဆိုလို့ရှိရင်ဘန်ကောက်ကနေတဆင့်သွားမှခရီးစဉ်တွေတွဲဝဲထားတာမျိုးတွေရှိတယ်။မြန်မာပြည်မှာခရီးစဉ်သွားမယ်ပြီးရင်ထိုင်းမှာတော့ ဟိုဈေးဝယ်မယ်ဒုတိမဟုတ်ထိုင်းမှာထိုင်းရ beach တွေမှာသူတို့ဘန်းဖြစ်မယ်လို့မျောမနာတဲ့ခီးစဉ်ကိုနောက်ဆုတ်သွားတာမျိုး cancel လုပ်လိုက်တာမျိုးရှိတယ်ငါတို့နောက်မှပဲသွားပါတော့မယ်ဆိုတော့ဟာသူတို့လက်လန်းမိတဲ့လောက်အတွင်းမှာရွှေ့နိုင်တဲ့တလောက်သူတို့ရွှေ့လိုက်တာမျိုးပေါ့နော်ဒါမျိုးတွေလုပ်တတ်တယ်ဇာကြောင့်တော့အနေနဲ့အများတော့ထိခိုက်တာအမှန်ပဲဒါတော့လေဟုတ်လက်ရှိအခြေအနေက ခရီးသွားရသည်မဟုတ်သေးတာကြောင့်ခရီးသွားလုပ်ငန်းပေါ်မှာအနှဲငယ်လောက်မှာတက်ရောက်မှုရှိနိုင်တယ်လို့အထွေထွေအတွင်းရေးမှူးကထပ်ပြီးပြောပြထားပါတယ်။ထိုင်းနိုင်ငံအနေနဲ့နိုင်ငံရေးအပြောင်းလဲတချို့နဲ့သဘာဝပေးအန္တရာယ်ဖြစ်ပေါ်မှုတွေကမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တွေနဲ့တူညီတာတွေရှိပေမဲ့စီးပွားရေးအရာပြန်လဲကာကွယ်ရေးလုပ်ငန်းတွေနဲ့လှစ်ဟာမှုတွေအတွက်ပြန်လဲဖြစ်စည်းတဲ့နေရာမှာထိုင်းနိုင်ငံကအဆင်သင့်ဖြစ်နေတယ်လို့ခရီးသွားလုပ်ငန်းဈေးကွက်မြင့်တင်ရေးဥက္ကဋ္ဌကပြောပါတယ်။အဲ့တော့သူတို့မှာ တစ်ခုခုဖြစ်တိုင်းမှာပြန်ပြီးတော့ recover ဖြစ်ဖို့အတွက် plan นี่အများကြီးရှိနေပါတယ်ဆိုလိုတာခီးသွားလုပ်ငန်းတစ်ခုတွေမဟုတ်ဘူးခီးသွားလုပ်ငန်းကိုဝန်ရံထားတဲ့ဟလာတေယူပူဆောင်ရင်ကဏ္ဍတွေဟလာအဲတပြည့်ဆက်ဆက်နေတဲ့စီးပွားလုပ်ငန်းတွေအားလုံးကအားလုံးကပေါင်းပူးပေါင်းပြီးတော့အခြေအနေကိုပြန်ပြီးတော့ကောင်းမွန်အောင်လုပ်ပေးဖို့အတွက်ကိုတို့အများကြီးအစင်းသင်းဖြစ်နေတယ်အဲ့တော့တခုခုဖြစ်တယ်ဖြစ်ပြီးရတဲ့ချက်ချင်းတမ်းပြီးတော့ recover ဖြစ်အောင်တို့ကလုပ်နိုင်တယ် အော်ကျွန်တော်တို့ဆီမှာအခုလောလောဆယ်ခီးသွာနဲ့ပတ်သက်ပြီးတော့ဗောနော်လောလောဆယ်ဟိုမရှိသေးတာဗောနော်ဒီလို crisis တစ်ခုဖြစ်လာရင်ကိုယ်နိုင်ငံမှာပဲဖြစ်ဖြစ်အခြားနိုင်ငံမှာ gateway တစ်ခုမှာကျွန်တော်တို့ရဲ့ travel တစ်ခုမှာပဲဖြစ်ဖြစ်ဒီကဆိုလို့ရှိရင်ကျွန်တော်တို့ကအအမြဲတမ်းကြိုတင်ပြင်ဆင်ထားရမယ်ဟို crisis management ဗောနော်အဲ့ဒါက tourism မှာမရှိသေးပါဘူးဒါကတော့ကျွန်တော်တို့ဝန်ကြီးဌာနကရော NGO တွေကပေါင်းပြီးတော့ဒါတွေကိုလုပ်ရမယ်တကယ်လို့များ ။ဟိုမှာဘန်ကောက်မှာတခခုဒီလိုဖြစ်ခဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲ။မြန်မာပြည်တွင်းမှာဘယ်လိုဖြစ်ခဲ့တော့ဘာတွေလုပ်ရမလဲဆိုဒီ crisis management ကို plan သေးချာဆွဲပြီးတော့ကျွန်တော်တို့ကလုပ်ထားမယ်။ထိုင်းနိုင်ငံရဲ့ခရီးသည်ဝင်ရောက်မှုအနေနဲ့နှစ်စဉ်ခရီးသည်အရေအတွက်တန်း20အထက်မှာရှိနေပြီးအရှိန်ရစမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအတွင်းမှာတော့ခရီးသည်နှစ်တန်းကနေသုံးတန်းကျော်မှာပဲရှိနေပါတယ်။မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအနေနဲ့ ခရီးသည်ဝင်ရောက်မှုတစ်နှစ်ကို90ရာခိုင်နှုန်းအထိတက်လာနေပြီးလာမယ့်2019ခုနှစ်မှာတော့ခရီးသွားဧည့်သည်ဝင်ရောက်မှု9တန်းအထိဖြစ်လာဖို့မျှော်မှန်းထားတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအစိုးရအနေနဲ့လည်းဖြစ်ပေါ်ခဲ့တဲ့ဘန်ကောက်မြို့နယ်ပုံပေါက်ကွဲမှုကသူတို့ရဲ့ခရီးသွားလုပ်ငန်းကိုထိခိုက်မှာမဟုတ်ဘူးလို့လည်းပြောဆိုထားပါဗျ။